ဒါမဲ့သတင်းပတ်ကုန်မှာကျင်းပမဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ်နိုင်ငံခြားရေးဝန်ကြီးတွေဟာမလေးရှားနိုင်ငံကွာလာလပူးမြို့မှာတွေ့ဆုံဆွေးနွေးနေကြပါတယ်။ဒီစည်းဝေးပြီးမှာမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုတားဆီး၍မရပေမဲ့ကြံပွဲကိုတရားမျှတပြီးပါဝင်စီခြင်းလေလို့ဒီကနေ့တောက်ကြနေမှာပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဒါကိုတားဆီးလို့တော့မရပါဘူး။ ဒါပေမဲ့ဒီရွေးကောက်ပွဲဟာမျှတဖို့ပွင့်လင်းမြင်သာဖို့နဲ့အလုံးပါဝင်နိုင်ဖို့တော့လိုလားပါတယ်လို့သူကပြောပါတယ်။ဒါပေမဲ့နိုင်ငံတကာလေးလာသူတွေကတော့အဓိကအတိုက်ခံပါတီတွေကိုဖျက်သိမ်းထားပြီးတနင်္ဂနွေလုံးတိုင်းတာနယ်လေကျင်းပနိုင်ခြင်းမရှိတဲ့ရွေးကောက်ပွဲကိုစစ်တကသူတို့ရဲ့လက်ကင်ထုတ်ပါတီတွေကနေတဆင့်အာနာဆက်လက်တီမြေကြီးအတွက်လုပ်တဲ့ဟန်ပြရွေးကောက်ပွဲတစ်ခုအဖြစ်သာသတ်မှတ်ထားကြပါတယ်။ဒါပြင်သူကမြန်မာစစ်ကော်မရှင်အနေနဲ့လွန်ခဲ့တဲ့၄နှစ်ကလေးကသဘောတူထားတဲ့ဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာသင့်ပြီလို့လည်းပြောကြားခဲ့ပါတယ်။ ဒီဘုံသဘောတူညီချက်၅ချက်ဆိုတာကတော့2021ခုနှစ်အာဏာသိမ်းပြီးလပိုင်းအကြမှာအာဆီယံခေါင်းဆောင်တွေနဲ့စစ်ခေါင်းဆောင်တို့သဘောတူညီခဲ့တာဖြစ်ပြီးအဓိကအဖြစ်တစ်အကြမ်းဖက်မှုများချက်ချင်းချက်ဆဲရေးနှင့်သက်ဆိုင်ရာအလုံးအကြာတွေးဆောင်ဆွေးနွေးရေး၃အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရေး၄လူသားချင်းစာနာမှုအကူအညီများပေးရရေးနဲ့၅အထူးကိုယ်စားလှယ်ကိုသက်ဆိုင်ရာအလုံးနဲ့တွေးဆောင်ခွင့်ပေးရေးတို့ဖြစ်ပါတယ်ဒီ၅ချက်ဟာအကောင့်အထည်ဖော်ဖို့သိမ့်မခက်ခဲပါဘူးလို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကလည်းပြောကြားခဲ့ပါတယ် ါပေမဲ့မလေးရှားနိုင်ငံရဲ့ဝင်ကြီးရဲ့မခက်ခဲပါဘူးဆိုတဲ့ပြောဆိုချက်နဲ့ရေပြင်အခြေအနေကတော့ကွာဟနေစေဖြစ်ပါတယ်စစ်ကောင်မကြီးကဒီသဘောတူညီချက်တွေကိုလစ်လို့ရှူထားပြီးပြစ်ဆုံဆွေးနွေးဖို့ညှင်းဆန်နေစေဖြစ်ပါတယ်ဒါကြောင့်ဒီသဘောတူညီချက်ဟာလုံးဝနှိပါကြာရှုံးနေတယ်လို့နိုင်ငံတကာကသုံးသပ်နေကြတာပါဒီလိုချင်းဒီမှာပဲစစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကိုအဆင့်ဆင့်ကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။အခုနိုင်ငံရေးဝန်ကြီးတွေရဲ့ဆွေးနွေးချက်ကိုလာမယ့်ထိပ်သီးဆွေးနွေးပွဲမှာခေါင်းဆောင်တွေစီဆက်လက်တင်ပြသွားမှာဖြစ်လို့ အာဆီယံအနေနဲ့မြန်မာအရေးနဲ့ပတ်သက်ပြီးပုံမိုခိုင်မာတဲ့ယက်တိကျက်တစ်ခုချမှတ်လာမလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်